ားလုံးပဲမြင်လာပါ UK Chemistry ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပေးတတ်တဲ့အောင်းလည်းမြင်လာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ပထမဆုံးကြိမ်ကျင်းပတဲ့ FIFA ရဲ့ Club World Cup ပြိုင်ပွဲကတော့ Inter Miami နဲ့ AR တို့တည်ကြသွားတယ်ဖြစ်တယ်ဒီပွဲကဒါ Inter Miami ရဲ့ Harrow Stadium မှာကျင်းပခဲ့ပြီးတော့ဒါပေသက်6000ကျော်ထိလာရောက်ကြည့်ရှုခဲ့တာပါဒီပွဲမှာတည်ကြတဲ့အတွက် Club World Cup ပြိုင်ပွဲရဲ့စုချေတဲ့က နှစ်သိန်းလောက်ကတတန်းစီစုချေးငွေရရှိခဲ့တာဖြစ်တဲ့ဒီဘွဲမှာတော့ကွင်းလဲတန်းကြီးတွေကပထမဆုံးအချိန်ဖြစ် body camera ကိုသုံးပြုခဲ့ပြီးနောက်ဘွဲအတွင်းမှာ duration တွေကိုလည်းပြည့်တက်တွေကိုပြသခဲ့တာလည်းဖြစ်တယ်။ Kylian Mbappe ကတော့ Club World Cup ပြိုင်ပွဲမှာ champion ဖြစ်ပြီးသူ့အနေနဲ့ Ballon d'Or ဆုတွက်မျှော်လင့်နိုင်မယ့်အခွင့်အရေးရှိတယ်လို့သူကယုံကြည်တဲ့ရှိနေပါတယ်။ FIFA ရဲ့ Club World Cup ပြိုင်ပွဲမှာ Real Madrid အသင်းနဲ့သာ champion ဖြစ်ရင် ဘာလွန်ဒေါဆုအတွက်သူအတွက်အခွင့်ရရှိနေသေးဖြစ်ကြောင်းမာကာသတင်းစာကဖော်ပြထားတာပါဂျာဗီလွန်ဆိုကတော့အခုလောလောဆယ်မှာသူတို့အသီးရဲ့တိုက်စစ်ပိုင်းအတွက်ခီလီယန်အမ်ဘပ်ပေနဲ့ဗီနီရှီဂျူနီယာရဲ့အကောင်းဆုံးပုံစံကိုရဖို့သူဘက်ကမျှော်လင့်ထားတယ်။ဒီနှစ်ယောက်လုံးရဲ့အကောင်းဆုံးပုံစံနဲ့သူတို့နှစ်ယောက်ကအသင်းရဲ့အရေးပါတဲ့ကစားမနှစ်ယောက်ဖြစ်သတ်မှတ်ထားပြီးသူတို့နှစ်ယောက်ရဲ့အကောင်းဆုံးပုံစံကိုအသုံးပြုနိုင်ဖို့မျှော်လင့်ရရှိကြောင်းဆိုပါတယ်။ ရီယယ်မက်ဒရစ်သင်ကလူငယ်နောက်ခံစားပါရောင်းအဆန်စီကိုတတ်တန်းတိုးဖို့သဘောတူလိုက်ပါပြီ2032ခုနှစ်ဒီ6နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက်ဒီလူငယ်နောက်ခံစားမှကိုမက်ဒရစ်က1ဘီလီယံယောကြီးစာချုပ်ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်တယ်လာမီယမားကလည်းဒါနီကိုဝီလျံနဲ့တွေ့တဲ့အချိန်တိုင်းမှာဘာစလိုနာအသင်းကြောင်းကိုပြောပြီးဘာစလိုနာကိုပြောင်းဖို့ကြိုးပမ်းမှုတွေပြုလုပ်ခဲ့ကြောင်းဆိုပါတယ်ဖာဘီစီယိုမှာဖော်ပြချက်အရ နီကိုဝီလျံဟာဘာဆိုနာသင်းကိုပြောင်းဖို့စာနာရှိပြီးတော့ယမားရဲ့ဖြောင်းပြမှုကလည်းအဓိက ဖြစ်တယ်လို့ဆိုပါရယ်လက်ရှိမှာတော့နီကိုဝီလျံကလောကလာစာ24တန်းလောက်ထိတောင်းဆိုမှုမရှိပဲသူ့အနေနဲ့ဘာဆိုနာသူကပြောင်းရွှေ့ခွင့်ရရင် တနစ်ကိုယူရို17တန်းတောင်းဖို့ပြင်ဆင်ထားတယ်လို့ဆိုပြီးတော့ဘာဆိုနာသင်းရဲ့ final season ကိုစောင့်နေတယ်လို့ဆိုထားပါရယ်လက်ရှိမှာတော့ဘာဆိုနာသင်းကယူရို58တန်းရောကြီးစာချုပ်ရှိတဲ့နီကိုဝီလျံအပြင် Marcus Rashford နဲ့ Luis Diaz တို့ရဲ့အခြေအနေကိုလည်းစောင့်ကြည့်နေကြောင်းဖော်ပြထားတာပါ Diego Simeone ကသူ့နီးပြလက်ထက် Atletico Madrid အသင်းမှာ Champions League Final နဲ့နှစ်ပွဲရှုံးခဲ့တာကတကယ်ကိုစိတ်ပျက်စရာဖြစ်ခဲ့ကြောင်းနဲ့ အတလက်တီကိုမတ်တွဲထွက်ပေးချပေါ့သူချန်ပီယံလိဘလာဂျီရယူပြီးမယ်လို့သူကယုံကြည်ကြောင်းဆိုပြီးတော့ဘယ်တော့လဲကျွန်တော်မသိပေမဲ့တေချာတာတော့အတလက်တီကိုမတ်တွဲထွက်ချန်ပီယံလိဘလာဂျီကိုအယယူပေးသွားမှာဖြစ်တယ်လို့ဆိုလိုက်ပါတယ်ဗစ်တာယိုခရစ်ကတော့လက်ရှိမာစပိုတင်လစ်ပွန်ကထွက်တဲ့အခါမှာသူပြောင်းမဲ့အသင်းဖြစ်မန်ချက်စတာယူနိုက်တက်ကိုပယ်ချပြီးအာစနယ်ကိုရွေးချယ်ခဲ့ပါတယ်အထူးသဖြင့်ဗီတာယိုခရက်စ်ကဥရောပချန်ပီယံလိဂ်ကစားပွဲရမယ့်အတွက် အာစနယ်သင်းကို United ကိုကျော်ပြီးတော့ရွေးချယ်ခဲ့ကြောင်း Fabrizio ကဆိုထားပါတယ်။ Mikel Arteta ကတော့ Jurgen ကအာစနယ်ကို ပြောင်းဖို့ဆန္ဒရှိနေသည့်တိုင်အောင် Club ကဘင်ဂျမင်ဆက်စကိုနဲ့ယိုကရက်စုနှစ်ယောက်စလုံးကိုကန်လန်ထားစေဖြစ်တယ်။လက်ရှိမှာတော့နှစ်ဦးတည်းကတဦးကို ခေါ်သွားနိုင်ွယ်ရှိကြောင်း Times Report ကဖော်ပြထားပြီး ယူကရက်စ်ကယူရို190ကျော်ပတ်ဝန်းကျင်ကြာပြီးတော့ဆက်စကိုကတန်း80လောက်ထိပေးရဖို့ရှိတာပါတစ်ဖက်မှာတော့အာဆနယ်အသင်းကအခုလက်ရှိမှာသူတို့အသင်းရဲ့လူငယ်ကစားမအချို့နဲ့ကစားမအချို့ကိုထွက်ခွာခွင့်ပေးဖို့ရှိတယ် ကလပ်ဘက်ကစင်ချန်ကိုကိုရောင်းထုတ်ဖို့ပြင်ဆင်နေတယ်။ခီရင်ထယ်နီထွက်သွားပြီးဂျော်ဂျင်ယိုထွက်သွားတဲ့တိုင်အောင်လူငယ်ကစားမတွေတဲကအခုဖာဗီယိုဗီယာရာကိုရောင်းဖို့နဲ့ဆမ်ဘီလူကွန်ကာကိုပါ ရောင်းထုတ်ဖို့ပြင်ဆင်ထားတယ်။အသေးနေနဲ့အယောင်ကိစ္စတွေကိုလည်းဒီဆေးကွက်တွေမှာလှုပ်ဆောင်ပြီးတော့ကစားမတွေတတ်တန်းတူဖို့တဲ့ဝီလျံဆလီပါအမြန်ဆုံးစာချုပ်တိချုပ်ဆိုဖို့အဓိကဆောင်ရွက်လျက်ရှိတာပါ။ မန်ယူနိုက်တက်အသင်းကဂိုးသမားသိရှာဖွေနေသည့်တိုင်အောင်အန်ဒရီအိုနာနာကအသင်းကထွက်ခွာသွားဖို့ဆန္ဒမရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ထွက်ပေါ်နေတဲ့သတင်းတွေကိုရင်းဆန်သွားပြီး အိုနာနာက ကလပ်သင်းမှာပဲစနေသွားမှာဖြစ်ပြီး United ကထွက်ဖို့သူ့အနေနဲ့လုံးဝဆန္ဒမရှိဘူးလို့ဆိုထားတာပါ Man United ကတော့ပြီးခဲ့တဲ့ရပိုင်းကပဲ Emi Martinez ကိုဆက်သွယ်မှုပြုလုပ်ခဲ့တယ်32နှစ်အရွယ်ရှိတဲ့ Argentina ကိုမှက Aston Villa အသင်းကလမ်းခွဲဖို့ပြင်ဆင်ထားတဲ့ချိန် Villa ကတန်း30တတ်မှတ်ထားပြီးတော့ Man United က Andre Onana နေရာမှာအစားထိုးဖို့လက်ရှိမှာ Emi Martinez ကိုဆက်သွယ်ထားတာပါ Manchester United က Brian Ambobo အပြောင်းရွှေ့ကိုဆက်ပြီးတော့ဥဆောင်နေဆဲဖြစ်ပေမဲ့တကယ်လို့ Brentford သာအစမတန်ပြောင်းရွှေ့ချေတောင်းရင်တော့သူတို့ဘက်ကအခြားပြစ်မှတ်တွေကိုပြောင်းလဲဖို့ရှိချောင်းပေါ်ပြလာတယ် ESPN ရဲ့ report အရ Omar Brada နဲ့ Inigo ရဲ့ Man United ရဲ့ plan မှာ စားပါတယောက်တည်း maximum limit ဆိုတာကိုသူတို့ကသတ်မှတ်ထားပြီးဖြစ်တဲ့အတွက်တကယ်လို့အပွဲမှုအပြောင်းရွှေ့ဟာ ပေါင်တန်း60ကျော်ဖြစ်သွားခဲ့ရင်တော့ Crystal Palace ကအစည်းနဲ့ဖက်ကဘုံမောင်ရဲ့ Antoine Semenyo ဘက်ကိုပြောင်းလဲခေါ်ယူဖို့ပြင်ဆင်ပွဲရှိကြောင်းဆိုပါတယ်။ ဗစ်တာယောကရက်စ်ကမန်ယူနိုက်တက်ကိုညှင်းဆာလိုက်တဲ့အတွက်ကလပ်ဖက်ကယူကိုအာကီတီကီနဲ့ဖက်ကဗစ်တာအိုစီမာအပါဝင်အခြားတိုက်စစ်မှုတွေဘက်ကိုချဉ်းကပ်လာပါတယ်။မန်ချက်စတာယူနိုက်တက်ကအိုက်ထရန်ဖရန်ပတ်ရဲ့တိုက်စစ်မှုအတွက်ယူရိုတန်း60လောက်တာဂက်ထားနေသလို ဗစ်တာအိုစီမန်ကတော့ယူရို85တန်ထီရောကြီးစာချုပ်ရှိတာလည်းဖြစ်တယ်။ချက်စီသင်းကတော့အခုလက်ရှိမှာသူတို့ရဲ့ဂိုဒမာတင်မခေါ်ဘူးဆိုထားသည့်တိုင်အောင်အနာဂတ်တွေရည်ရွယ်ပြီးတော့ဘာလီရဲ့ဂိုဒမာဂျိန်းထရက်ဖိုကိုစိတ်ဝင်စားလေးရှိတယ်။လက်ရှိမှာနယူကာဆယ်ယူနိုက်တက်ကလည်းဂျိန်းထရက်ဖိုလိုချင်နေတဲ့အချိန်ချက်စီကတော့အိုက်ဂိုဒမာရဲ့အခြေအနေကိုစောင့်ကြည့်ပြီးတော့ ပြောင်းရွှေ့ခြေတန်း20ကျော်လောက်နဲ့ခွန်နိုင်မဲ့အခွင့်အရေးရှိကြောင်းဆိုပါတယ်ချက်စီနေနဲ့ Hugo Akitike ကိုစိတ်ဝင်စားသည့်တိုင်အောင် Itra Frampat တောင်းဆိုမဲ့တန်းတရာပေးဖို့အစီအစဉ်မရှိကြောင်းဆိုလိုက်တယ်ထော်ပိုလင်နဲ့အပါလီတို့ကဒီစားမကအမက်စီမန်တန်း60လောက်ပဲသူတို့တာဂတ်ထားပြီးဒီထက်ပိုပေးဖို့အစီအစဉ်မရှိကြောင်းနဲ့ Hugo Akitike ကိုလစ်ပါဘူးနဲ့ဒါ Man United အသင်းတွေကလည်းစိတ်ဝင်စားလေးရှိတာပါချက်စီရဲ့ကံတွင်အသင်းကောင်းဆောင်ဟောင်း ဂျွန်တယ်ရီကတော့မကြာမီမှာပဲနီးပြလောကထဲကိုပြန်ဝင်တော့မှာဖြစ်ကြောင်းဆိုပါတယ်ဂိမ်းစမိတ်နဲ့အတူလက်ထောက်နေပြဖြစ်အချိန်ချင်းဆောင်ရွက်ခဲ့ပြီးနီးပြလောကတဲ့ကိုအမြဲတမ်းနီးပြရဲ့ယာတုနဲ့ဝင်ပိုးလုံးနေတဲ့ဂျွန်တယ်ရီကမကြာမီမှာသူ့ရဲ့နီးပြလောကတဲ့ကိုဝင်မဲ့အိမ်မက်တွေကိုစတင်အကောင့်ထဲပေါ်တော့မှာဖြစ်ကြောင်းဆိုပါတယ်ထော်တနာဟော့စပါအသင်းကမတီတေကိုအပိသက်ခေါ်ပြီးတဲ့အချိန်မှာအခြားတောင်ပိုင်းကစားသမားတွေကိုစောင့်ကြည့်ရင် human soul ကိုထွက်ခွာခွင့်ပြုတော်မှာပါလက်ရှိမှာတော့ spa ရဲ့အသင်းကောင်းဆောင်ကို fenerbahce ကတနည်းကို12တန်းထိပေးပြီးကောင်းလန်းထားတဲ့အတွက်ဆွန်တယောက် tottenham hotspur ကို ဆွန်ခွာဖို့နီးစပ်နေပြီလို့ဆိုထားပါတယ် tottenham ကအခုလက်ရှိမှာ matthew tel ကိုလည်း bayern munich ကအပြီးသတ်ဝယ်လိုက်ပါတယ်တရားသည့်အငှားပြီးတာနဲ့အပြီးသတ်ဝယ်ယူခဲ့တဲ့ပြောင်းဖြေချေက euro 35သန်းဖြစ်ပြီး ပြီးခဲ့တဲ့ရာသီအငှားပြောင်းရွှေ့ကြီးစက်တန်းအပါဝင်စပါကမတ်တီတဲအတွက်ယူရို55တန်းအသုံးပြုခဲ့ရတာလည်းဖြစ်တယ်တော့တန်နေနဲ့လက်ရှိမှာ Brian Amwemo ရောဖက်ကယူအန်ဝက်ဆာတို့နှစ်ယောက်စလုံးကိုနီးပြ Thomas Franka ခေါ်ယူဖို့တိုက်တွန်းထားသလိုတစ်ချိန်တည်းမှာလည်းသူတို့ရဲ့ခံစစ်ပိုင်းအတွက် Palace ကနောက်ခံသူ Mark Kehi ကိုဆက်သွယ်ထားပါတယ် မန်ချက်စတာစီးတီးရဲ့စူပါစတာဟောင်းဒီဘရိုင်းနာကတော့တိတိကထွက်တဲ့အခါနာပိုလီကိုကျွန်တော်စိတ်ဝင်စားတဲ့အဓိကချက်ကသူတို့ရဲ့ရီမန်ချက်ဟာကျွန်တော်ရဲ့ရီမန်ချက်နဲ့ကိုက်ညီတဲ့အတွက် right project ဖြစ်တယ်လို့ယုံကြည်လို့ဒီသိန်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်းဆိုပြီးတော့ သူ့မိသားစုကလည်းနေပယ်မှာတကယ်ကိုစိတ်လှုပ်ရှားစွာနဲ့စတင်နေပြီလို့ဆိုလိုက်ပါတယ်မန်ချက်စတာစီးတီးကအခုလက်ရှိမှာ ပြင်သစ်ကလပ်အသင်းရဲ့လူငယ်ကစားသမားလေးတစ်ယောက်ဖြစ်တဲ့မာမာဒူဆန်ကာရီဆိုတဲ့ချက်တိတ်လေးကိုခေါ်လိုက်ပါတယ်ပါရီစိန့်ဂျာမင်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ဒီချက်တိတ်လေးကအသက်16နှစ်ပဲရှိပြီးတော့လက်ရှိမှာတော့မန်စီးတီးကဒီလူငယ်တိုက်စစ်မှုကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့တာပါ မန်ချက်စတာစီးတီးအသင်းရဲ့အသင်းကောင်းဆောင်ခိုင်ဝိုကာကအသင်းကထွက်ခွာမှာဖြစ်တဲ့ကလပ်ဝိုကတ်လူစင်းမှာမပါတဲ့ခိုင်ဝိုကာကိုဂျိုဆေမော်ရီယိုကဖနာဘာချီတက်ခေါ်ယူဖို့ပြင်ဆင်နေပြီးဝိုကာကိုယ်တိုင်ကလည်းအသင်းပြောင်းရွှေ့ဖို့အတွက်မော်ရီယိုရဲ့ကာလမှုကိုလက်ခံဖို့ရှိနေပါတယ်အတလီကိုမက်ဒရစ်ကလီဗာပူးအသင်းရဲ့ဘယ်နောက်ခံကစားမှအန်တီရောဘဆင်ကိုဆက်သွယ်လာပါတယ်။30နှစ်အရွယ်ရှိတဲ့ရောဘဆင်ကလီဗာပူးနဲ့ဒါစာချုပ်တက်တန်းကြံနေသည့်တိုင်အောင် မီလော့စ်ခါကီအပါဝင်အပြောင်းလဲတွေလှုပ်လာတဲ့အတွက်လီဗာပူးအသင်းရဲ့အနာဂတ်ကိုစဉ်းစားနေပြီဖြစ်တဲ့ဘုံမောက်သင်ကမကြာမီမှာပဲမီလော့စ်ခါကီအပြောင်းရွှေ့အပြီးသတ်ဖို့ကြီးညာနိုင်မှာဖြစ်တဲ့အတွက်လီဗာပူးကဒီစားမကိုခေါ်နိုင်မှာပါပြောင်းရွှေ့ဂျေကာတော့ပေါင်42တန်းတီရှိပြီးတော့ဟန်ဂေရီနောက်ခံကစားမကိုလီဗာပူးက လာမယ့်တစ်ပတ်တွင်မှအပြီးတက်နိုင်ဖို့ရှိကြောင်းဆိုပါတယ်လက်ရှိမှာတော့ Florian Vaz ကလင်ပါပူးမှာသူ့ရဲ့လောကလာစာကတနစ်ကို15တန်တီရရှိမှာဖြစ်ကြောင်းနဲ့တစ်ချိန်တည်းမှာပဲသူ့ရဲ့တပတ်ဝင်ငွေဟာ2,400ကနေ သုံးသိန်းထိတက်သွားဖို့ရှိကြောင်းဖော်ပြထားတာလည်းဖြစ်တယ်။အယ်နာဆာအသင်းကတော့သူရဲ့နီးပြစတက်ဖိုနီဖျိုလီနဲ့လမ်းခွဲလိုက်ပြီးဖြစ်တယ်။လက်ရှိမှာအယ်နာဆာကသူ့ကိုထွက်ခွာခွင့်ပေးလိုက်တဲ့နောက်ဒီနီးပြကဖီရိုတီနာအသင်းကိုဂိုင်တွယ်ဖို့နှုတ်အားဖြင့်သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်။ ဘရက်ဖို့ကလည်းသောမတ်ဖရန့်ထွက်သွားတဲ့နီးပြရာတို့တွာကလပ်သင်းမှာပဲရှိပြီးသားဖြစ်တဲ့ကလပ်ရဲ့ဆက်ပီးစ်နီးပြဖြစ်တဲ့အန်ဒရူးကိုနီးပြတဲ့ခံဖို့သူတို့ရထားလေရှိတယ်ဒီနေရာမှာကီဝင်မခန္နာအပါဝင်အခြားကန်ဒီဒိတ်တွေပါရှိပြီးဒါဆက်ပီးစ်နီးပြကိုပါသူတို့ရဲ့နီးပြစင်းထဲမှာထည့်ထားတာပါလက်ရှိမှာတော့ဘုံမောက်ကမီလော့စ်ကာကစ်ကို ဆုံးရှုံးမှတေချာသွားပြီးတဲ့အတွက် ပြင်သစ်ကလပ်ရန်စကေဘယ်နောက်ခံကစားမှာအဒူယန်ကိုခေါ်လိုက်ပါတယ်။ပြောင်းရွှေ့ခြေကယူရို73.5ဒံအပိုစုချင်းဝေ3.5ဒံနဲ့ဒီစားမကိုခေါ်ယူခဲ့ပြီးတော့မီလော့စ်ကာကိနေရာမှာအစားထိုးခဲ့တာဖြစ်ပါတယ်။ဒါရီကစိတ်ဝင်စားစရာနောက်ဆုံးရအားကစားခြင်းပါ။အားလုံးကျေးဇူးတင်ပါတယ်။